တရဏဂုံသုံးပါးဆိုဒီမှာပါလေဆရာလေးတို့၅ပါးတိလဖြစ်စီ၈ပါးတိလဖြစ်စီ၉ပါးတိလဖြစ်စီ၁၀ပါးတိလဖြစ်စီဒီလဆောက်တည်တဲ့အချိန်မှာတရဏဂုံမဆောက်တည်ဘဲနဲ့တိလယူလို့မရဘူးပေါ့နော်အရာကိုအဲ့ဒီအပိုင်းလေးပေါ့နမောတတဘဂဝတောအရဟတောတမန်တံဗုဒ္ဓတဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မန္တရဏင္ကိသာမိတင္ကန္တရဏင္ကိသာမိဆိုပြီးတော့ယူရပါတယ်အဲ့ဒါကိုမြန်မာလိုအဓိပ္ပာယ်သိပြီဆိုရင်ကိုအဓိပ္ပာယ်ကိုသိထားတဲ့အတွက်ကြောင့်မလို့တရားတရားတွေတူတက်လာတယ်လီနဲ့ချက်ဂါရဝတရားပို့ပြီးတော့မှထပ်တက်လာတဲ့အတွက်ကြောင့်မို့လို့မြန်မာလိုအတိတ်ပဲသိရတာကအထူးပဲရေးကြည့်တယ်လို့ဆရာလေးခန်းစားရတာပေါ့နော် နမောတတဘဂဝတောအရဟတောတမန်တံဗုဒ္ဓတာဆိုတာဘာလို့ဆိုလိုတာလဲနမောရှိခိုးပါဤတတဘဂဝတောဆိုတာထိုမြတ်စွာဘုရားအားဘယ်မြတ်စွာဘုရားလဲဆိုရင်ဖြင့်အရဟတောလူမင်းနတ်မင်းမြမမင်းတို့ဤပူဇော်သူကိုခံယူတော်မူထိုက်သောတမန်တံဗုဒ္ဓတာအလုံးစုံသော တရားဓုကို မဖောက်မပြန်တယံဘူးညင်ဖြင့်ကိုတော်တိုင်းတည်တော်မူပြီးထသောတတ္တဘဂဝတောထိုမြတ်စွာဘုရားအာနမောရှိခိုးပါဤအရှင်ဘုရားတဲ့ပြီးခံမှာဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံမြတ်စွာဘုရားကိုကိုးကွယ်ရာဟူ၍ကိစ္ဆာမိစိကက်ပူဇော်ကြောပါဤ ဓမ္မန္တရဏံဂစ္ဆာမိဓမ္မန်တရားတော်မြတ်ကိုတရဏံကုကွေရာဟု၍ဂစ္ဆာမိစိကပူဇော်ကြောပါ၏တန်ခံတရဏံဂစ္ဆာမိတန်ခံတန်ဃာတော်မြတ်ကိုတရဏံကုကွေရာဟု၍ဂစ္ဆာမိစိကပူဇော်ကြောပါ၏ဤတရဏဂုံကိုနေ့စဉ်နေ့စဉ်နေ့စဉ်ပွားများခြင်းအဖြစ်အကျူးကျဆုများအများကြီးရှိပါတယ်ယွတ်တွေယွဆုံနေကြပါဤဒါပေမဲ့အတိတ်ပဲရောတည်ရလားဆိုတာတော့ဒါမိကုံမိစရာလေးပေါ့နော် ကိုယ်ရွတ်တရွတ်နေတဲ့အတိပင်လည်းမသိဘာဆိုလိုတာမန်းလည်းမသိဆိုရင်ကျတော့ဘယ်လိုပြောမလဲဟိုလီးနေချက်အဲဖရာတရားတန်ခါပုံမှာထားတဲ့ဂါရဝတရားဒီအလောက်ထိလီးလီးနက်နက်မဖြစ်ဘူးပေါ့လေအတိပင်ကိုသိရတဲ့အချိန်ကျတော့ဖရာမတပါကိုကိုရမရှိတရားမတပါကိုကိုရမရှိတန်ခါမတပါကိုကိုရမရှိပါလားဆိုတော့အထဲကသရာတရားဒီပို့ပြီးတော့မှတူတက်လာတယ်ကြီးညိုစိတ်တူတက်လာတယ်ပေါ့နော်ပြီးတော့မှအတိပင်ရှင်းရှင်းလင်းလင်းသိတဲ့အတွက်ကြောင့်မလား တည်တဲ့အတွက်ကြောင့်မလို့ဘလို့တုံရမလဲဘယ်ချိန်တုံရမလဲဘယ်ခါတုံရမလဲဆိုတာကိုလေးပဲယုံယုံကြည်ကြည်နဲ့တရဏဂုံကိုတည်နိုင်သွားတာဖြစ်ပါတယ်ဒါကြောင့်မလို့အားလုံးတရဏဂုံ၃ပါးကိုနေ့စဉ်နဲ့အများတည်နိုင်ကြပါစေစောက်တည်နိုင်ကြပါစေဘီရင်ကင်းကွာကိုစိတ်နှပြချမ်းမှချမ်းသာစွာဖြင့်ခန္ဓာဝန်တဏှာဝန်ကိုလွဲကူစွာဆောင်ရွက်နိုင်ကြပါစေဒါဒုဒါဒုဒါဒု